astral cause ပေါ့နော် astral cause ဆိုတာကဒီ id ကောင် item တစ်ခုချင်းစီ align သူရဲ့ total quantity ရဲ့နောက်တစ်ခုက1 unit total cost ရဲ့နောက်1 unit မှာကုန်မဲ့ cost တန်ဖိုးရဲ့ပေါ့နော်ဒါလေးကိုအဲဒီဇာတ်လေးနဲ့ဖော်ပြပေးထားတာပဲဖြစ်တယ်เนาะဒါကလည်းဘာမှမခက်တော့ဘူးနောက်က ဒီ BJP ရေးတိပြီးသွားပြီဆိုရင်ဒီကောင်လေးကဖောင်ပုံစံလေးဖြစ်ပေးရမှာပဲဖြစ်တယ်။ဒါကတော့ SL cost ရဲ့ဖောင်ပုံစံလေးပေါ့နော်။အမှ item နံပါတ်တွေထည့်မယ်။နောက် quantity နံပါတ်တွေထည့်မယ်။နောက်သူ့ရဲ့ unit ရှိမယ်နော်။ဒါကတော့အဲဒီ detail measurement မှာစပြီးတွက်ကလေးကရှိတဲ့ခေါင်းစဉ်တွေပဲပေါ့နော်။ award 136တို့ဒီခေါင်းစဉ်တွေတစ်ခုချင်းစီထည့်လိုက်မယ်နော်။ဒါလေးတွေကတော့ဒီမှာ link လေးအနေနဲ့ယူပြီးထည့်လို့ရတယ်။ အဲဒီကောင်းကျင်တစ်ခုချင်းစီမှာရှိရဲ့ဒါကသူ့ရဲ့ total quantity တက်မှုပဲဖြစ်တယ်။အဝတ်ဆိုရင်ဒါအဝတ်ရဲ့ total quantity ဒါကလင်းလင်းရဲ့ total quantity ဒါကတော့ stone masonry retaining wall ရဲ့ total quantity တက်မှုတွေဒါတွေအကုန်လုံးကို B B ရနေပြီးတော့ B form ကနေပြီးတော့ UV ထည့်လိုက်လို့ရတယ်เนาะအဲ့လိုထည့်ပြီးသွားပြီဆိုရင်သူ့ရဲ့ cost တက်မှုပေါ့เนาะ total cost total cost တက်မှုကိုကြတော့ဒီမှာလင်းလေးနဲ့ UV ထည့်ပေးရမှာဖြစ်တယ်အဲ့တော့ဒီမှာ B ကိုသွားလိုက်ပေါ့เนาะ our excavation our excavation ခေါင်းစဉ်ရှိမဲ့သူရဲ့ unique tube fee နဲ့ထွက်ထားတယ်သူရဲ့ quantity ကတော့ဒီမှာ169ခုနဲ့ပေါ့เนาะအဲ့တော့သူရဲ့ total item တစ်ခုလုံးရဲ့ total cost တန်ဖိုးကဘယ်လောက်လဲဒီမှာဒီ133063ညပေါ့เนาะအဲ့ဒါလေးကိုအဲနောက်ကိုပြင်ရင်လည်းဟာရှင်းရင်လည်းအလွယ်တကူ auto ပြင်သွားအောင်အဲဒီဟာလေးတွေကိုလင့်လေးနဲ့ယူပြီးတော့ထည့်ပေးမှဖြစ်တယ်အဲ့တော့ဒီမှာကြည့်လိုက်เนาะဒါလေးကိုဒါဆိုရင်ညီညာချင်းပေါ့ ဒီကသူ့ရဲ့ link နဲ့ဒါလေးကို click လိုက်မယ်ဒါဆိုရင်အဲသူ့ရဲ့ course တန်ကိုရရှိမှာဖြစ်တယ်เนาะ okay အဲ့တော့ဒီဒီကောင်နေဒါဒီ area ဒီအကုန်လုံးကเนาะအဲဒါဒီအကုန်လုံးကအခုဒီ highlight ပြထားတဲ့အဲဒီ ီတန်မိုးတွေဒီ item ခေါင်းစဉ်တွေအကုန်လုံးကဒီ B form ကနေပြောပဲအကုန်ယူထားတာဖြစ်တယ်အဲ့တော့တယူနစ်အတွက်တွက်မယ်အဲ့တော့တယူနစ်အတွက်တွက်မယ်ဆိုရင်အဲဒီ total သူ့သူ့က16ကိုနေကျုပ်ပြီမှာ ကုန်ကြရဲကုန်ကြစရိတ်เนาะအဲ့တော့အဲတယူနစ်မှာဆိုရင်သူကဘလောက်ကုန်လဲလို့တွေ့ရမှာဖြစ်တယ်ဒါကြောင့်မလို့အဲ16ခုနှစ်ကိုဒီကုန်နဲ့ ဒီ G5 ပေါ့เนาะဒီ total cost တန်ဖိုးကို16ခုနဲ့စားလိုက်မယ်ဆိုရင်အဲတရုတ်နှစ်မှာကုန်ကြမယ် cost တန်ဖိုးတွေကိုရရှိมาဖြစ်တယ်။ Okay เนาะအဲ့တော့ဒီ80ဆိုတာက1ကျုပ်ဖြစ်ပြီးမှဆိုရင်ဒီလောက်ကုန်မယ်ပေါ့เนาะ16ခုနဲ့ကျုပ်ဖြစ်ပြီးမှဆိုရင် cost total cost ကဒီလောက်ကုန်มาဖြစ်တယ်เนาะအဲ့တော့ဒါကတော့အလွယ်တကူပေါ့เนาะပုံမှန်ကာပါလေးကိုကြည့်လိုက်တာနဲ့ဟောမြေကြီးမြေကြီးတူးလိုက်တယ်1ကျုပ်ဖြစ်ပြီးဆိုဒီလောက်ကုန်မယ်ပေါ့ တိုတယ်ဒီ item တစ်ခုလုံးဆိုရင်တော့ဒါလောက်ကုန်မယ်ပေါ့เนาะဒီလိုမျိုးအလွယ်တကူကာပါကြည့်လို့ရအောင်အတွက်အဲဒီ font လေးကိုထွင်ထားတာဖြစ်ပါတယ်เนาะโอเคထိုနီးတိုင်းမဲ့ဒီအောက်က item နေမှာဆိုရင်လည်းအဲဒီ cost တွေကုန်လုံးကို b ရနေပြီးတော့ item ခေါင်းစဉ်တစ်ခုချင်းစီလိုက်ကုန်မဲ့ cost တန်မိုးတွေကုန်လုံးကိုလင့်လေးရင်းနဲ့ကူးယူလိုက်မယ်ပေါ့เนาะလင့်လေးရင်းနဲ့ကူးယူလိုက်ပြီးတော့သူ့ရဲ့တူနစ် တယူနစ်မှာကုတ်ကြမယ် cost တန်မိုးလေးတွေကိုထည့်ပေးမယ်အဲ့တော့ total cost တန်မိုးကိုသူ့ရဲ့ total quantity နဲ့စားလိုက်မယ်ဆိုရင်တယူနစ်မှာကုတ်ကြမယ် cost တန်မိုးလေးတွေကိုထွက်လာမှာဖြစ်တယ်ဥပမာဆိုရင်ဒီမှာဒီကောင်ကိုတီးပြီးတော့သူ့ရဲ့ cube fee နဲ့စားလိုက်မယ်ဒါဆိုရင်ဒီကောင်ကတယူ1 cube fee မှာကုတ်ကြမယ်136လင်းလောင်းမယ်ဆိုရင်1 cube fee မှာကုတ်ကြမယ်သူ့ရဲ့ cost တန်မိုးတယူနစ်မှာကုတ်မဲ့ cost တန်မိုးကိုရရှိမှာပဲဖြစ်တယ်เนาะဒီတိုင်းပဲ item တကူးချင်းစီလိုက်အကုန်လုံးထည့်လိုက်မယ်ပေါ့နော်ဒါကတော့ဘာမှပြဿနာမရှိဘူး share ဘီရေဘီဂျူရေတွက်ထားပြီးသားဖြစ်တဲ့အတွက် cost တွေအကုန်လုံးရပြီးသားเนาะအဲ့တော့ခေါင်းစဉ်တွေထည့်လိုက်ရေးလိုက်မယ်ဒီခေါင်းစဉ်အကုန်လုံးရေးလိုက်မယ် quantity ဖြည့်လိုက်မယ်နောက်ပြီးရင်ကုန်ကြတဲ့အကောင့်တွေတစ်ခုချင်းစီလိုက်ပုံကြရဲ့ cost တန်ဖိုးတွေအကုန်လုံးထည့်လိုက်မယ်ထည့်ပြီးရင် DRO TB ရောဒါနဲ့စားလိုက်မယ်ဆိုရင်ဒီ unit မှာပုံကြရဲ့ cost တန်ဖိုးတွေအကုန်လုံးကိုရရှိမှာဖြစ်တယ်။ Okay ဒါဆိုရင်တော့အသေးစိတ်ဒီတိမပြောတော့ဘူးเนาะအဲဒါလေးတွေကိုဖြည့်လိုက်မြင်ဆိုရင်သူ့ဘာသူအော်တိုထွက်လာမှာပဲဖြစ်တယ်เนาะအဲ့တော့အားလုံးပေါင်းလိုက်မယ်ဒါဆိုရင်အဲသူ့ရဲ့ total material plus labor cost ကတော့ဒီလောက် cost ပဲပေါ့เนาะဒါတွေအကုန်လုံးက AC မှာရှိရမှာ B2 မှာရှိရနောက်တစ်ခါ B မှာရှိရအဲ cost တမ်းတွေအကုန်လုံးကတူနေရမှာပဲဖြစ်တယ်เนาะဒါကတော့နောက်ဆုံး summary လေးရေးလိုက်တာပေါ့เนาะအဲဒီခု ခေါင်းစဉ်ကအခုတစ်နှစ်ရဲ့ estimate ရဲ့ခေါင်းစဉ်ကဘာလဲဆိုရင် retaining wall နဲ့ drain နဲ့ပေါ့နော် retaining wall and drain wall အမှားဆိုရင်သူရဲ့ material cost ကဒီလောက်ကုန်မယ်နောက်တစ်ခုက labor cost ကဒီလောက်ကုန်မယ် total cost ဆိုရင်တော့ဒီလောက်ကုန်မယ်เนาะဒါကတော့ sale လုပ်လိုက်တာပေါ့เนาะအဲ့တော့ဒါကတော့အဲဒီ estimate တစ်ခုလုံးရဲ့ကဘာအချုပ်သဘောမျိုးလေးအဲပေါ်ပြပေးလိုက်တာပဲဖြစ်တယ်โอเคဒါဆိုရင်တော့အဲဒီ stone retaining wall retaining wall တခုပေါ့နော်ဒီကြောက်ကြီးစီရဲ့ retaining wall တခုနဲ့အဲဒီ drain နဲ့တွဲရက်ကလေးရဲ့ estimate တခုလေးကိုအဲအခြေခံသဘောတရားအနေနဲ့တွက်ပြပေးထားတာပဲဖြစ်တယ်เนาะအဲ့တော့အထုပ်အနေနဲ့ပြန်ပြောပေးရမယ်ဆိုရင်အဲပထမအဦးဆုံး estimate တခုကိုစပြီးတွက်မယ်ဆိုကြတဲ့ဟာကိုတွက်ရမယ် estimate ရဲ့ drawing ပေါ့နော်ကိုတွက်ရမယ် estimate တွက်ရမယ် drawing ကိုအရင်ဆုံးလေ့လာဖို့လိုတယ် အပေရှိလေးကဘလောက်လဲအမြင့်လေးကဘလောက်လဲနောက်စီရမဲ့ item ပေါ့နော်ဒီ estimate မှာတွက်ရမယ့် item တွေကဘာတွေထက်တွက်ရမလဲเนาะဒါတွေကို drawing ကိုကြည့်ပြီးတော့အရင်ဆုံးစဉ်းစားပေးရမှာပဲဖြစ်တယ်အဲ့တော့အရင်ဆုံးစဉ်းစားပြီးသွားပြီးတွက်ရမယ့် item တွေကဘာတွေဘာတွေဘာတွေရှိရဲခေါင်းစဉ်တွေကိုအရင်ဆုံးဆွဲထုတ်လိုက်မယ်ပြီးတော့မှ drawing ကိုကြည့်ပြီးတော့မှ measurement ကောက်ပေးရမှာပဲဖြစ်တယ်เนาะဒါဆိုရင် detail measurement ခေါင်းစဉ်တစ်ခုချင်းစီလိုက် detail measurement တွေကောက်ပြီးသွားပြီးဆိုရင်ခေါင်းစဉ်တစ်ခုချင်းစီလိုက်သူ့ ရဲ့ total total volume နဲ့ total square feet တန်ဖိုးတွေကိုရရှိမှာဖြစ်တယ်အဲ့တော့ဒီ data measurement မှန်ဖို့ကတော့အရေးကြီးဆုံးချက်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပြီးရင်ဒီ drawing ကိုကြည့်ပြီးတော့ item မကျအောင်လဲစဉ်းစားဖို့လိုပါတယ်เนาะဒါကြောင့်မလို့ drawing မှာပါသမျှ item တွေကဘာ item တွေရှိလဲဆိုတာကိုသေချာ စစ်စစ်ဆက်ဆက် drawing ကိုကြည့်ဖို့လိုရဲ drawing ကိုကြည့်ပြီးပါဝင်တဲ့ခေါင်းစဉ်တွေအကုန်လုံးတွေ့ရမယ်ခေါင်းစဉ်တွေအကုန်လုံးကိုခြာရည်လိုက်ပြီးတော့မှဒီဒီ drawing က detail measurement ကိုကောက်ပြီးတော့မှအဲပထမအဦးဆုံးဒီ measurement တွေ total quantity တွေကိုတွက်ပြရမှာပဲဖြစ်တယ် okay ဒီ detail measurement တွေဟိုခေါင်းစဉ်တစ်ခုချင်းစီအလိုက် detail measurement တွေကောက်ပြီးတော့သူ့ရဲ့တက်ဆိုင်ရာခေါင်းစဉ်အလိုက် quantity တန်ဖိုးတွေရရှိပြီးပြီဆိုရင်တော့ yellow box ကိုကြည့်ပြီးတော့ အဲလိုအပ်တဲ့ item တစ်ခုချင်းစီမှာလိုအပ်တဲ့ material အမျိုးအစားတွေနောက် material quantity တွေ labor အမျိုးအစားတွေ labor quantity တွေကို item တစ်ခုချင်းစီအလိုက်တွက်ပေးရမှာပဲဖြစ်တယ်ဒီနေရာမှာတွက်တဲ့အခါမှာအဲဒီ yellow book item ကိုတုံးပြီးရောတုံးချက်တွက်နည်းနဲ့တွက်ပေးရမှာပဲဖြစ်တယ်ဒီ ဒါက estimate ကိုတိတ်တက်ခါမှာတော့ unit ကို give site ပေးဖို့လိုတယ်။ yellow ပုံမှာပေါင်နေပေးထားလား။ကိုကအဲ့လိုကျင်တာလား။တန်နေပေးထားလား။နောက်ကျုပ်ဖိနဲ့ပေးထားလား။ကျင်းနဲ့ပေးထားလား။ဒါတွေကိုတော့ unit change ပြီးတော့တွက်ပေးရမှာပဲဖြစ်တယ်။အဲ့တော့ဒါက estimate မှာတွက်ပြီးသွားပြီဆိုရင်တော့သူ့ရဲ့သက်ဆိုင်ရာအဲ rate ကလေးတွေထည့်လိုက်မယ်ဆိုရင်တော့အဲ item တစ်ခုချင်းစီ alike cost တန်မိုးတွေရော နောက် total cost တန်မိုးတွေရောရရှိမှာဖြစ်တယ်။ Okay ။ နောက်တစ်ခုကကြတော့ item တစ်ခုချင်းစီရဲ့ပစ္စည်းတွေရပြီဆိုပေမဲ့လို့အဲဒီတစ်ခုလုံးကြီးမှာဘီလက်မီယာဘနက်အိတ်ကုန်မလဲတဲရဘနက်ချင်းကုန်မလဲဆိုတဲ့ဟာကိုတော့အဲဒီ BJ ဖောင်းမှာတွက်ပေးရမှာပဲဖြစ်တယ်အဲ့တော့ဒီ BJ ဖောင်းမှာဆိုရင်လိုအပ်တဲ့ဒီ B မှာထုတ်ထားတဲ့ item တစ်ခုချင်းစီမှာရှိရဲ့ပစ္စည်းမျိုးစားရဲ့အကုန်ချရေးမယ်။နောက်၄ပါးမျိုးစားရဲ့အကုန်လုံးချရေးမယ်။နောက်တစ်ခုကကြတော့ send in formula ကိုအသုံးပြုပြီးတော့ total quantity ကိုလွယ်ကူလင်းမြန်စွာနဲ့တွက်ပေးနိုင်မှာပဲဖြစ်တယ်။နော်အဲ့တော့အဲ့မှာ rate နဲ့နောက်တစ်ခုက quantity နဲ့မျှောက်လိုက်မယ်ဆိုရင်သူ့ရဲ့ cost တန်ဖိုးပေါ့ material cost တန်ဖိုး၄ပါး cost တန်ဖိုးကိုရရှိမှာဖြစ်တယ်။နောက်တစ်ခုကကြတော့ဒီ AC form မှာကြတော့အဲဒီသူ့ရဲ့ ကောင်းစင်တွေခြာရေးလိုက်မယ် quantity တွေခြာရေးလိုက်မယ် cost တွေခြာရေးလိုက်မယ်နောက်တစ်ခုကတော့ item တစ်ခုချင်းစီလိုက်ကုန်တယူနစ်မှာကုန်ကြမယ် cost တန်ဖိုးလေးကို ကဘာအနေနဲ့တည်အောင်ဖော်ပြပေးထားတာပဲဖြစ်တယ်เนาะအထုံအနေနဲ့ပြောရရင်เนาะအားလုံးပြီးသွားပြီဆိုရင်เนาะဒီကောင်းတဲ့တစ်ခုချင်းချင်းမှာရှိရဲ့ material တွေရဲ့ cost တွေပါတွေရဲ့ cost to the cost တံမိုးတွေကိုရရှိမှာဖြစ်တယ်အဲ့ cost တံမိုးတွေကအားလုံးတူနေရမှာဖြစ်တယ်တနည်းအားမှာလွဲနေရဆိုရင်เนาะအဲသူ့မှာအဲဒီ quantity ဖြစ်ဖြစ်နောက်တစ်ခုကကျတော့ unit rate ဖြစ်ဖြစ်တပူပူမှားနေရအတွက် cost တံမိုးမတူညီတာဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ဒီလိုမျိုးဖြစ်ခဲ့ရင်เนาะပြန်ပြီးရစစ်ဆေးဖို့လိုအပ်ပ ပါတယ်။ Okay ဒါဆိုရင်ဒီလောက်ဆိုရင်တော့ဒီဒါကတော့အခြေခံလေးပြောပြပေးတာပါဖြစ်တယ်เนาะအခြေခံလေးဒီ drawing တစ်ခုကိုကြည့်ရင်တွေ့ရမယ့် item လေးအဲတွေ့ရမယ်ဒီ yellow book တွေကိုဘယ်လိုတွေ့ရမလဲဆိုရဲဟာလေးတွေကိုအခြေခံသဘောတရားပဲပြောပြပေးသွားတာဖြစ်ပါတယ်အဲဒီလောက်ဆိုရင်တော့အဲအားလုံးဒီကြည့်ပြီးတော့ကိုပါကိုလေးပြန်ပြီးတော့တွေ့ကြည့်ပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်